နံပါတ်1ကတော့တခြင်းဆိုတာပေါ့နော်ကျွန်တော်တခြင်းတွေပြည်သက်တွေစီအများကြီးရောက်ရှင်တယ်အဲပြီးတော့ဒီပြည်သက်တွေနဲ့တသားရဲဖြစ်တဲ့ဆိုတော့အဲပြည်သက်တွေနဲ့တသားရဲဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ရှင်တယ်ခင်ဗျာရုပ်ရှင်တကားပေါ့နော်ဒီမင်းသားပေါ့နော်လူကောင်းလေးအဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောရမလဲသူများရဲ့နှိမ့်ဆက်တာခံရတဲ့နေရာရရမှာပြင်းတယ်သူများနှိမ့်တာတို့လူဆိုးတို့ဖန်တို့စိုက်ကိုပတ်တို့ အဲ့လိုမျိုးဟိုလူရမလဲဟိုပထမပိုင်းမှာမသိတာပဲနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့ကာကြီးဒီကာကြီးတိုင်ပတ်သွားတဲ့ကာအဲ့လိုအဲ့လိုမျိုးအဲ့လိုကာရီတာလေးကြိုက်တယ်အေးလေးနဲ့ဆိုးတဲ့ကာရီတာမျိုးလေးကြိုက်တယ်လှုပ်လှုပ်ရတာကိုကြိုက်တာပေါ့အကျဉ်းဆိုလဲအကျဉ်းဆိုတာကိုကြိုက် အဲဒီအဲမင်းသားလုံးမဲ့ဆိုတရုတ်ဆောင်ရတာကိုကြိုက်တာပေါ့နော်ဒီ skill ကို promote လုပ်ရတာဘိုင်းလေးမှာကျွန်တော်အားအားလို့ရမှာဝါသနာကြီးတာပေါ့နော်အားကျတော့အဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်တယ်ဆိုတော့မရှိပါဘူးဒီခွန်းထွေတွေကတထွေပေါ့တထွေပေါ့တထွေနေနေထွက်လာမယ်ပြီးတော့အဲကာရီတာအရာကကျတော့ကျွန်တော်နည်းနည်းလေးပေါ့ချစ်ကန်ကန်ကောင်းလေးပေါ့ချစ်ကန်ကောင်းလေးအဲ့လိုနေရာလေးကနေပါမယ်လို့တော့ကျွန်တော်တည်ထားတယ်ဘယ်လိုရမှာဒီခွန်းညီကိုခွန်းယောက်နဲ့တူကျွန်တော်အကောင်းဆုံးစူးစမ်းထားမှာပါဟုတ်ချစ်ကန်ကန်အပြင်ကာရီတာအရာကျတော့လေတငယ်ချင်းတွေပါရင်လည်းကျရင်တော့ချစ်မကန်ကန်အိမ်မှာဆုံတော့ကန်တယ်မိသားစုတို့ကိုဒီကိုမိသားစုတွေပါရင်ဆိုတော့ချစ် ခံနဲ့ဟိုနဆိုးတဲ့နေရာမှာပါတယ်ဟုတ်အဲ့လိုထပ်ပေါ့နော်ကျွန်တော်အရှိမာဒီနှကားရိုက်တုံးကကြတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမီနီမီမင်းသားတွေပေါ့နော်မီနီမီမင်းသားတွေနဲ့ကျွန်တော်ရိုက်ဖြစ်တာများတယ်ဒီကားလေးကကျတော့ထူးဆန်းတာကကြတော့ကျွန်တော်တို့ဒီကောင်လေး9ရောက်ပေါ့နော်အဲ့လေးကလည်းတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဟိုရကျောင်းသားကားကြီးကြည့်ရတာကြိုက်ကျွန်တော်တို့ဒီဒီကျောင်းသားကားလေးမှာဆိုရင်ကျွန်တော်ကရရရချင်တဲ့စိတ်ကလေးကငငယ်လေးရရှိ အဲအခါကျတော့ဒီဒီကားလေးမှာကျွန်တော်ကိုကိုပီကင်းနဲ့စကားပြောကြည့်တဲ့အခါကျတော့ဒီလေးကျောင်းဆောင်ကားရဲ့ဝှရှိတယ်ဟာကိုကြီးဟိုဘယ်လိုမျိုးလဲဆိုတော့တရေပေါ့နော်တရေလည်းပါမယ်ဆိုဟာအဆင်ပြေတယ်အဲဆိုရင်ဒီကက်စတင်တော့ဝင်ရမယ်ဆိုတော့အဲကက်စတင်နဲ့ဝင်ကြည့်တယ်အခါကျတော့ကျွန်တော်တို့ဒီကျွန်တော်ဒီမွေးမွေး production နဲ့လည်းကျွန်တော်ကက်စတင်ဝင်ကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြီးကိုပီကင်း writer ရဲ့မယ်ဖြစ်တဲ့အတွက်လည်းဘယ်လိုပြောရမလဲကျွန်တော်စိတ်ချလက်ချနဲ့လုံးဝစုံပြည့်ပြီးဝင်လာတာပေါ့ writer လုံးဝအာယုံယုံကြည်မှုပြည့်ပဲကိုကိုကစိတ်ချတယ်ဆူရော်တွေမေးကြည့်လိုက်ဒီကျောင်းဆောင်လောက်အောင်မဲ့အပိုင်းဆိုသူတို့အကုန်လုံးအချိန်ပေးရမယ့်အပိုင်းကိုတကယ်ကြောက်ကြတယ် ကျွန်တော်တို့ကျတော့ဒီ studio မှာပဲအချိန်ကုန်နေကြတာများတော့ stretching ကုန်နေတာများတယ်ကျွန်တော်တို့ရုပ်ရှင်ရိုက်ပြီးကျွန်တော်တို့မနက်ထက်ကတော့ညချမ်းမှပြန်တစ်ခါကျရင်မိုးလင်းအိုင်စင်းတွေပါပါဝါအပိုင်းတွေရှိရပါတော့အဲ့ခါကျတော့ကျွန်တော်တို့အမြဲပြောတာငေါ့တချင်းမှတက်ဆိုလိုက်ရှင်တော့တယ်တနေ့ကုန်ထိုင်နေရတာလေရရင်ပြန်မှန်းတာပဲဆိုဒါပေမဲ့အဲ့မှာကျတော့ကျွန်တော်တို့ကဘာပညာရလဲလဲဆိုကျွန်တော်တို့ကတချင်းလုပ်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်ဖန်တီးမှုကကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တို့တီးတယ်ရေးတယ်အဲဆိုပြီးတော့စင်မတက်ဖို့မဆိုခင်တချင်းမထွက်ခင်တော့ပဲကျွန်တော်လူတွေနဲ့တွေ့ရတာပေါ့နော်ကျန်တဲ့ပိုင်းမှာကျွန်တော်တယောက်တည်းဖြတ်တန်းရတာများတယ်ဒါပေမဲ့အလွတ်ကြီး ီးရုပ်ရှင်ပိုင်းမှာကျောင်းကျွန်တော်တို့ဘာအားတာဝါလဲဆိုတော့ဒီ social ပိုင်းမှာကျွန်တော်တို့အားတာဝါရတယ်။ပြီးဒီကျွန်တော်ဒီ multi testing ပေါ့နော်။ကျွန်တော်တို့ဒီဖြတ်ထိုးညံကျွန်တော်တို့ဒီဝီးစင်ကြီးကားတဲ့အပိုင်းလေးဒီမှာကျွန်တော်တို့အများကြီးတိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်။အဲဒါကြောင့်လည်းကျွန်တော်ဘယ်လိုပြောမလဲရုပ်ရှင်ဒီရိုက်တဲ့အပိုင်းမှာကျွန်တော်ဟိုကျွန်တော်ကကျွန်တော်အမြင်နဲ့တယောက်တည်းနေတတ်တယ်လို့တယောက်တည်းနေပြီးတော့တတိတတ်တတ်နေရတာကြိုက်တယ်။ဒါပေမဲ့ရုပ်ရှင်ရိုက်ပြီးရတဲ့အခါကျတော့ကျွန်တော်ပြောချို့ကိုဒီလိုပြောမလဲ skill တချို့ skill လေးတွေဖြည့်နိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်။ဟုတ်ရှင်ရဲ့ဒီက social app ကိုကောင်းတာလို့ပြောရတယ်။အဲ20ရာခိုင်နှုန်းလို့ပေါ့။ ရှင်းเสียရခိုင်တော့သူဗီဇမှာပါပြီးသားဆိုတိုင်ပတ်နေတော့ကျွန်တော်အကိုတွေမာမာရပေါ့နော်ရေလိုပဲနေလိုက်ပွဲဒီမှာရေလိုလေးပဲပေါ့လူရောလိုက်ရောညီတွေးဖြစ်အောင်နေလိုက်ရတော်တော်အဆင်ပြေသွားတယ်အဲဒီစကားလေးကအယမ်းတံမှုရှိတယ်ကျွန်တော်တို့ဘယ်နေရာရောက်ပေါ့နော်ကျွန်တော်တို့ရေလိုလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့အေးဆေးပဲဟေးဟိုပေါ့နော်ဟိုအကိုနဲ့တွေ့လဲအကိုနဲ့ဟေးဟေးဟေးပေါ့အဲ့လိုလေးကတော်တော်လေးအဆင်ပြေတယ်ဟုတ်အဲ့တော့ခြေလိုက်ငါလိုက်ပြေးတော့အေးခြေလိုက်ငါလိုက်ဖြစ်သွားတော့ ကျွန်တော်တို့ရှိမှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်ကိုယ်ရေဆိုတော့ဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုတွေရှိတယ်သူတို့ကြည့်ပြီးတော့လည်းငယ်အားကြိုက်ကျွန်တော်နေနေရကြတော့ဟိုသူတို့လိုဖြစ်ဖို့ကဟိုလိုပြောရမလဲမိုးနဲ့မြေကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါပါကျွန်တော်ခုနကပြောသလိုပါကျွန်တော်ចောင်းသားကရဲချင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဟိုပြောရမလဲကျွန်တော်ကအမြဲတမ်းဟိုကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်စိတ်ဟိုဖြစ်တာပေါ့နော်တကယ်လုံးမယ်ဆိုရင်ကျွန်တော်တီချာလေးလောက်ရတာကိုကြိုက်တယ်ပေါ့နော်တီချာလေးလောက်ရကြိုက်တယ်ဘယ်လိုပြောရမလဲပလန်နဲ့ပေါ့ဒီဒါကဘယ်ဟိုဘယ်ဟာတက်ကတ်ထားပြီးလုံးမလဲဆိုတာကိုရှိရပေါ့နော်ကျွန်တော်ကို ကိုပြီးခဲ့ကြတော့အလုံးအလုံးလုံးရအများတန်းသူအဲ့လိုမျိုး plan တစ်ခုရှိတယ်ပြီးတော့ तू 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 target ကရှင်းတယ်အဲသူရွေချက်လည်းရှင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုပြောစိတ်ချရပါဘောနော်ဟုတ်ကန်လန်းနဲ့ကားမျိုးတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ခုနပြောလဲဘောနော်အချိန်နဲ့ပတ်သက်ပြီးတော့ ချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ဘက်ကဘယ်လိုပြောအချိန်အများကြီးပေးရဖို့တော့အားယူရတာပိုင်းလေးရှိရပါတော့။အခါကျွန်တော်ကျွန်တော်ရွေးချယ်ပြီးတော့လက်ခံဖြစ်တော့ဒီကားလေးကတော့ကျွန်တော်လည်းတကယ်ကြိုက်လို့ကျွန်တော်လည်းပြီးတော့ဒီ challenge ဖြစ်မယ်လို့လည်းခံစားရပါတော့။နံပါတ်1ကတော့တခြင်းဆိုတာပေါ့နော်။ကျွန်တော်တခြင်းညပြိတ္တတွေစီအများကြီးရောက်ချင်တယ်။အဲပြီးတော့ဒီပြိတ္တတွေနဲ့တသားရဲဖြစ်တဲ့ဆိုတော့အဲပြိတ္တတွေနဲ့တသားရဲဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာ။အဲနံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသား။ Okay ရှိမှန်ရခဲ့တဲ့ခါတကားဟာတာကတကားကျတော့ဒီကျွန်တော်တို့ဒီမကြခင်ထွက်တော်မှာပါ။အဲအဲ့ကလေးဆိုရမတ်က ကျူဆိုတဲ့ကားလေးဆိုလဲကျွန်တော် drama လေးပေါ့နော် drama လေးဆိုအဲကားလေးဆိုလဲကျွန်တော်အဲဘက်ကကျတော့ drama ပေါ့နော်အပိုင်းလေးမှာဆိုကျွန်တော်အားကြတော့ drama ဘူအားတာတယ် drama တာတယ် romance မိုင်းလေးတွေမှာကျွန်တော်လေ့လာခြင်းတဲ့အပိုင်းလေးရှိတယ်အဲလိုပြောအဲအများကြီးတော့ကြိုးစားနေပါမြောက်อืมကျွန်တော်ကလေတကယ်ပြောရရင်တော့အဲ့လိုမျိုးလေဟိုရုပ်ရှင်တကားပေါ့နော်သူမင်းသားပေါ့နော်လူကောင်းလေအဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောရမလဲသူများနှိမ့်ဆက်တာခံရတဲ့နေရာရရမှာပြင်းတယ်သူများနှိမ့်ဆက်တာလူဆိုးတို့ဖန်တို့ ့လို సైకోపత్ တို့အဲ့လိုမျိုးဟိုလူရမလဲဟိုပထမပိုင်းမှာမသိတာပဲနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့ကာကြီးဒီကာကြီးတိုင်ပတ်သွားတဲ့ကာအဲ့လိုအဲ့လိုမျိုးအဲ့လိုကာရီတာလေးကြိုက်တယ်အေးလေးနဲ့စိုးတဲ့ကာရီတာမျိုးလေးကြိုက်တယ်ဟုတ်တယ်အဲ့လိုမစိုးရင်ဟိုကျွန်တော်တို့ကတော့လေဟိုဘယ်လိုရမလဲအဲ့လိုပြောရမလဲဟိုလှုပ်လှုပ်ရတာကိုကြိုက်တာပေါ့ဂျင်းဆိုလဲဂျင်းဆိုတာကိုကြိုက် အဲဒီအဲမင်းသားလုပ်မယ်ဆိုတရုတ်ဆောင်ရတာကိုကြိုက်တာပေါ့နော်ဘယ်လိုကိုကိုကိုအရင်ကဘယ်လိုပြောရမလဲဘယ်လိုဘယ်လိုပြောရမလဲဟို promote လုပ် promote လုပ်ရတာဆိုင်ဒီ skill ကို promote လုပ်ရတာဘိုင်းလေးမှာကျွန်တော်အားအားလို့ပြောရမှာဘာသနာကြီးတာပေါ့နော်အားကျတော့အဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်တယ်ဆိုတော့မရှိပါဘူးဟုတ်ကဲ့ဒီကျွန်တော်တို့ဒီ karate ညကကျွန်တော်တို့ဒီညီကို9ရောက်ရယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကိုကြီးကျွန်တော် copy key writer အများကြီးစူးစမ်းပြီးတော့အဲဘယ်လိုပြောပိတ်သက်တွေစီကိုမတန်ထူးခြားတဲ့အဲကားလေးတကားဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ